တို့အညာကိုအစဉ်မြဲအားပေးကြပါတော့ဒေါ်လန်ကလစ်ကာများအလုံးမဲမင်္ဂလာပါရှင်ဆရာကြီးမြတ်တန်တေပါတာပြန်ထားတဲ့လေလွင်တူးဆိုတဲ့ဝတ္ထုကို အပိုင်းကအနေနဲ့ဆက်လက်ပြီးတော့ဖျက်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်ကျမကတော့အတော်ပါလေလွင်တူမြတ်တန်တင့် ခန်းငါစနေနေ့ညဆိုရင်ကျွန်တော်တို့ကြောင်မှအမြဲတမ်းလိုလိုအမဲသားပြုတ်ကျော်ကျွေးလေးရှိတယ်ကျွန်တော်တို့အဖို့တော်တကယ်ပွဲတော်ကြီးပေါ့စနေနေ့ညမှာကျွေးတာကလည်းအကြောင်းရှိရဲ့လေတနင်္ဂနွေဆိုရင်အိမ်ကမိဘတွေလာလိမ့်ရှိကြတယ်မဟုတ်လားဒီတော့အဖေတို့အမေတို့ကမင်းညကပါဟင်းနဲ့စားတလေလို့မိမအမှန်ပဲကျောင်းသားတွေကလည်းအမဲသားပြုတ်ကျော်နေစားတယ်ပေါ့အမေဘယ်ဆိုးလို့တုံးပေါ့ ကျောင်းဦးကြီးကဒီအကွက်ကိုမြင်လို့အဲ့ဒီနေ့မှာအမဲသားပြုတ်ကျော်ကိုကြွေးတာပါတည်ကြပါရဲ့ငွေတထောင်ကြီးလောင်းလိုက်ချင်းသေးတယ်တကယ်ကအမဲသားပြုတ်ကျော်လို့သာဆိုတယ်အတုံးကလည်းတိတိလေးတွေမာလိုက်တာကလည်းကြောက်ခဲကတော့အဖေခေါ်ရမယ်ထင်ပါရဲ့ဒါနဲ့မနှဲ့လှီးရတယ်အမဲသားပြုတ်ကျော်ကြွေးတဲ့ညဆိုရင်အာလူပြုတ်အကြီးနဲ့တွဲကြွေးတတ်တယ်အချို့အချင်းပွဲကတော့ brown dance ခေါ်တဲ့ chocolate ပါ အမန်တို့တော်ကိုရောဘတ်တို့လိုအစားငန်းတဲ့ကောင်တွေကလွဲလို့ဘယ်သူမှမစားဘူးရောဘတ်ကတော့ဘာမှမရှောင်အလဲကစားရမယ်ဆိုရင်ဘာမှစိုးအကုန်စားတာပဲသမင်းစားကနေကထွက်လာတော့ညကတော်တော်လေးตายရတယ်နှင်းတွေကမြေကြီးပေါ်မှာသုံးလက်မလောက်ထူနေပြီနောက်ထပ်လဲကျနေတော့မယ်လှလိုက်တာဗျာပြောမပြနိုင်လောက်အောင်မယ်ကျွန်တော်တို့လည်းပျော်ရာနဲ့စင်းနှင်းခဲတွေကိုလုံပြီးတယောက်နဲ့တယောက်လိုက်ပေါက်ကြတယ် ကရဲလူကခုံနဲ့လူကခုံမော့လေခလေးတွေနဲ့တော့တူနေပြီပျော်တာကိုကျွန်တော်ကဘဲကောင်မလေးနဲ့မှ အချင်းချင်းမလှုပ်ထားဘူးဒါနဲ့ကျွန်တော်တို့ကြောင်နပန်းအသင်းမှာပါတဲ့ process ဆိုရဲကောင်နဲ့အက်ဂါတောင်းကိုဘတ်ကားနဲ့သွားမယ်ဟိုရောက်ရင်ဟမ်ဘာဂါကလေးပါကလေးစားပြီးရုပ်ရှင်တပွဲပွဲဝင်ကြည့်မယ်လို့စိတ်ကူရတယ်တညလုံးကြောင်မှငုတ်တုတ်ကြီးထိုင်မနေခြင်းဦးလေအပြင်တို့ဘာလို့ထွက်ချင်းနေ ကျွန်တော်ကရောဘတ်ကိုခေါ်မယ်။ဘယ်နဲ့လဲလို့ဘရော့ဆာကိုမေးလိုက်တယ်။ရောဘတ်ကိုခေါ်တာကတော့တခြားကြောင့်မဟုတ်ပါဘူး။ဒီကောင်ကစနေနေ့ညဆိုရင် အပြင်ကိုမထွက်တော့ပဲ။အခန်းမှာထိုင်ပြီးဝက်ချန်ညှင်းနေတက်လို့ဘရော့ဆာကမင်းခေါ်ကြည့်ရင်တော့ခေါ်ငါကတော့ဒီကောင်ကိုတိတ်ပောင်းလို့မရဘူးလို့ပြောတယ်။ဒါနဲ့ကျွန်တော်တို့နှစ်ယောက်သာအခန်းပြန်ပြီးအဝတ်အစားလေးပါလေးလဲကြတယ်။ကျွန်တော်ကနှင်းကမျက်မှန်တက်နှင်းကအင်ဂျီဝုတ်နေရင်ကနေပြီး ရောဘတ်ကိုလှမ်းခေါ်ပြီးရုပ်ရှင်လိုက်မလားလို့မေးတယ်။ဒီကောင်ကျွန်တော်ဒီလောက်អော်နေတာចាយရမှာပေါ့။ဒါပေမဲ့တလုံးမှပြန်မပြောဒီကောင်ကဒီလိုပဲ။မင်းဖြည့်ခြင်းမဖြည့်တာ။ခဏနေတော့ဒီကောင်ရေချိုးခွန်းကန့်လန့်ကဈာကထွက်လာပြီးဘယ်သူပါသေးလဲလို့မေးတယ်။ဒီကောင်ရဲ့အချင်းဟာဒီအတိုင်းပဲ။သွားမယ်ဆိုဘယ်သူပါသေးလဲ။ဘာနဲ့လဲ။တိတ်အမေးမြန်းထူတဲ့ကောင်။တင်းမောက်ပြက်လို့သူ့ကိုအသက်လက်ကင်းနေတော့ လေကိုဘသူလှော်လာတယ်ဘာလဲနဲ့မင်းနေဦးမယ်ကောင်းမျိုးဒါနဲ့ကျွန်တော်ကဘရော့ဆန်နဲ့သွားမလို့ပြောလိုက်တယ်ဟိုခွေးမှသားလားနေဦးငါလိုက်မယ်ခဏဆောင်အောင်လို့ပြောတယ်ဒါဟာကျွန်တော်တို့ကိုအလွန်လိုက်လျော်တာသူအဟုတ်စားလဲတာ9နာရီလောက်ကြာမယ်ထင်းတယ်သူအဟုတ်စားလဲနေတော့ကျွန်တော်ကပြရင်ပေါက်ကိုတော့ဖွင့်ပြီးနေတဆုပ်ကိုကောက်ပြီးလုံးနေတယ်ကျောင်းဆောင်အောက်ကွက်လက်မှာရက်နေတဲ့ကားတစ်စီးကိုလှမ်းပြီးနှင်းခဲနဲ့ထုမလို့လုပ်တယ် ကားကအသည့်ဆက်ဆက်ဖြူဖြူကြီးဒါနဲ့ကျွန်တော်ကားကိုမထုတော့ပဲခလန်းလန်းမှရှိနေတဲ့မိတက်ရေပိုက်ကောင်းကိုလှမ်းရွယ်လိုက်တယ်ရေပိုက်ကောင်းကလည်းဆေးဖြူတုတ်ထားတယ်အသည့်ဆက်ဆက်ရှိရှိနေသေးတယ်နောက်ဆုံးတော့ကျွန်တော်ဘာကိုမှမထုတော့ပါဘူးအခန်းတကားကို ပိတ်ပြီးနှင်းခဲကို မာတထက်မအောင် လုံးရင်အခန်းထဲမှာလမ်းလျှောက်နေမိတယ်ခဏကြာလို့ကျွန်တော်တို့၃ယောက်ဘတ်စကားပေါ်တက်လာကြတော့လေကျွန်တော်လက်ထဲမှာနှင်းခဲလုံးကြီးပါလာတယ် ကားဆရာကတကားကိုဖွင့်ပြီးနှင်းကလေးကြီးကို ပြစ်ချခဲ့ဖို့ခိုင်းတယ်။ကျွန်တော်ကဘသူ့ကိုမှပြစ်ဖို့မဟုတ်ပါဘူး။အပြင်းပြေကင်လာတာပါလို့ပြောတယ်။ဒါပေမဲ့ကားဆရာကကျွန်တော်စကားကိုမယုံဘူးခင်ဗျ။လူတွေဟာခက်တယ်လေ။ကိုကအမှန်ပြောပေမဲ့ယုံကြည်မှယုံကြတာကလား။ဟိုရောက်တော့ပြနေတဲ့ရုပ်ရှင်က ကျွန်တော်တို့၃ယောက်စလုံးကြည့်ပြီးသားကားချင်း။ဒါနဲ့ကျွန်တော်တို့လည်းဟမ်ဘာဂါလေးပါလေးစားပြီး အထောင်ဘောလုံးခုံမှာဘောလုံးဝင်ထိုးပြီးပြန်လာခဲ့ကြတယ်။ရုပ်ရှင်ကမကြည့်ခဲ့ရတဲ့အတွက်ကျွန်တော်ဘာမှမဖြစ်ပါဘူး။ကာကာဆက်မြူကယ်ရီဂရန်ပါရီတခြားဇက်လိုက်တွေတော့ကျွန်တော်မမှတ်မိတော့ဘူး။ကျွန်တော်ဒီကောင်နှစ်ကောင်နဲ့ရုပ်ရှင်မကြမကြကြည့်ဘူးတယ်။ခက်တာကဒီကောင်နှစ်ကောင်ကရေစရာမဟုတ်ပဲရေစရာလည်းတိတ်မကောင်းမင်းနဲ့ခွက်ထိုးခွက်လန်ရေချင်းရေနေတက်တာ။ဒါကြောင့်ရုပ်ရှင်ကြည့်ရင်ဒီကောင်တွေနဲ့ခုံချင်းကတ်ထိုင်ပြီးကြည့်ချင်တာမဟုတ်ဘူး။ ဒါကြောင့်မို့ရုပ်ရှင်မကြည့်ဖြစ်တာခက်ကောင်းကောင်းအဆောင်ရောက်တော့9နာရီထိုး15မိနစ်လိုသေးတယ် process ဆိုတဲ့ကောင်ကအင်မတန်ဖဲချတဲ့ကောင်အဆောင်ရောက်တာနဲ့တပြိုင်နက်ဖဲဝိုင်းရှောင်းမဲဆိုပြီးထွက်သွားလေရဲ့ robert ကတော့သူ့အခန်းကိုမပြန်သေးဘဲနဲ့ကျွန်တော်နဲ့အခန်းကိုလိုက်လာတယ်အခန်းရောက်တော့ခါတိုင်းလိုစက်ထွယ်လီတာရဲ့ကလဲထိုင်လက်တင်ပေါ်မှာမထိုင်တော့ဘဲဒီတစ်ခါကျွန်တော်အိမ်ရာပေါ်မှာလှဲနေတယ်ကျွန်တော်ခေါင်းမှာသူ့မျက်နှာကြီးကတ်ထားပြီးဝှက်ချက်ညှစ်နေတယ် ဝတ်ချံညှင်ရင်လည်းပြင်းစရာကောင်းတဲ့လေတံနဲ့စကားတွေတွတ်တွတ်ပြောလို့ကျွန်တော်ကခေါင်းပေါ်မှာဝတ်ချံမညှစ်ဖို့အရင်မှပြောတာအကျင့်တထောင်မကဘူးဒါပေမဲ့ဒီကောင်ကမရိပ်မိဘူးမနှစ်ຫນွေရတီတုန်းကသူနဲ့ကောင်မလေးတယောက်ဘလို့တမိကြီးစားဖြစ်ခဲ့တဲ့အကြောင်းဘာညာစသဖြင့်ပြောနေတယ်ဒီအကြောင်းကကျွန်တော်ကိုပြောတာကျွန်တော်အထင်အကျင့်တရာလောက်ရှိပြီထင်တယ်တခါပြောတိုင်းသူ့ဇလံကတစ်ချိန်နဲ့တစ်ချိန်မတူဘူးခင်ဗျအရင်တခါတုန်းကပြောတော့ သူတို့နှစ်ယောက်ချိန်တွေ့ကြတာသူ့အကိုတဝမ်းခွဲရဲ့ views ကကြီးထဲမှာတဲ့နောက်တစ်ခါကျတော့သူတို့ချိန်တွေ့တာလမ်းပေးမှာတဲ့အလဲကားကောင်ရှင်းနေတာတကယ်ကျတော့ဘယ်မင်းကလေးကိုမှထီဘူးတာမဟုတ်ဘူးကျွန်တော်သိတာပေါ့နောက်ဆုံးတော့မတက်နိုင်တော့ဘူးဆက်ထွက်လိုက်တာအတွက်စာရီစာကုန်းရေးပေးရအောင်မင်းကိုအခန်းကိုပြန်လို့နှင်းထုတ်လိုက်ရတော့တယ်ဒါတော့တော်တော်နဲ့မပြောင်းဒီကောင်ပြန်သွားတော့မှကျွန်တော်လည်းအဝတ်အစားလဲ တော်လိုက်အုတ်ထုတ်ကလေးဆောင်ဇပွဲမှာထိုင်ပြီးဇက်ထွက်လေးတာအတွက်ဆိုင်ဆာကုန်းဆိုင်ရည်တယ်ဒါပေမဲ့ခတ်တာကကျွန်တော်ကသူပြောသလိုအိမ်တို့အခန်းတို့အကြောင်းကိုဖွဲ့ဖွဲ့နှွဲ့နှွဲ့မရေးတက်ဘူးဒါမျိုးတွေကိုရေးဖို့ဝါသနာလည်းမပေါင်းပြီးတော့ကျွန်တော်ဘာရေးတလဲကျွန်တော်စိတ်ထဲမှာရေးချင်နေတဲ့ကျွန်တော်ညီအဲလီရဲ့ပြပေါ်ရိုက်တဲ့လက်အိတ်ကလေးအကြောင်းကိုဖွဲ့ဖွဲ့နှွဲ့နှွဲ့လေးရေးလိုက်တယ်တော်တော်ရေးလို့ကောင်းတဲ့အကြောင်းအရာလေး ကျွန်ုပ်ညီအယ်လီကဘဲတန်းဆိုတော့သူ့မှာဘဲတန်းတွေဝတ်တဲ့ပြပေါ်လက်အလီတစ်ခုရှိတယ်။အဲ့ဒီလက်အိတ်လေးမှာစိတ်ဝင်စားစရာကောင်းတာဖွဲ့နှဲလို့ကောင်းတာက တခြားမဟုတ်ဘူး။ကျွန်ုပ်ညီကကြပြာယူဆိုတော့ကြပြာတွေကို လက်ချောင်းတွေအိတ်ကတ်တွေပေါ်မှာရေးထားတတ်တယ်။ခုလည်းအဲ့ဒီလက်အိတ်ပေါ်မှာကြပြာတွေရေးထားတယ်။ပြပေါ်ရိုက်တိုင်းကွင်းကိုဆင်းသွားလို့ဘယ်သူမှမရောက်သေးလက်အိတ်ကလေးဖြန့်ဖြန့်ပြီးကြပြာတွေကိုဖတ်နေတာပဲ မင်းစိမ့်စိမ့်ကလေးတွေနဲ့ရေးလို့ခုတော့မရှိတော့ပါဘူးဆုံးရှာပါပြီကျွန်တော်တို့တွေမိန်းမနေကြတော့ကတွေးခင်စာယောဂာနဲ့ဆုံးသွားတာပါ1946ခုနှစ်ဇူလိုင်16ရက်နေ့မှာပို့ခင်ဗျားတို့တွေ့ရင်လည်းသူ့ကိုသဘောကျမှာပါကျွန်တော်ထနှစ်နှစ်လောက်ငယ်တယ်ဒါပေမဲ့ညံကကျွန်တော်ထအဆ90လောက်ကောင်းမယ်ထင်တယ်ညံကောင်းတာမှတတော်ကိုကောင်းတယ် ကျောင်းတော်ကဆိုသူတို့အတန်းထဲမှာဒီလောက်တော်တဲ့ကျောင်းသားမျိုးတရားမှမရှိဘူးဆိုပြီးဆရာတွေက အမေစီကို မကြမကြစာရေးလေးရှိကြတယ်။လောကဝရေးတာမဟုတ်ပါဘူး။တကယ်စိတ်ပါလက်ပါရေးကြတာ။အဲလီဟာကျွန်တော်တို့မွေးချင်းတွေထဲမှာညံအကောင်းဆုံးဒီမဟုတ်ဘူး။အလိမ်မာဆုံးစိတ်တဘောအကောင်းဆုံးဘသူ့ကိုမှစိတ်လဲမဆိုးတတ်ဘူး။သပင်နေတဲ့သူများဟာဒေါသကြီးတယ်စိတ်ဆိုးတတ်တယ်လို့ပြောပေမဲ့အဲလီကဒီလိုမဟုတ်ဘူး။ ။စပင်းหนีလိုက်ပုံကတော့မပြောနဲ့တော့ရဲနေတာပဲ။သူ့စပင်းဘလောက်หนีတလဲဆိုတာကို ပြောရအောင်မင်း။ကျွန်တော်ဆယ်နှစ်သားလောက်မှာခေါတိစရိုက်တက်တယ်။တနွေမှာမှတ်မိသေးတယ်။ကျွန်တော်က၁၂နှစ်လောက်ရှိပြီ။နှွေရသည်တနေ့မှာကျွန်တော်ကွင်းထဲဆင်းပြီးခေါတိရိုက်ကြည့်နေတယ်။ဒီတော့မှဘာဖြစ်လို့လဲမသိဘူး။ကျွန်တော်လှည့်ကြည့်လိုက်ရင်အယ်လီကိုတွေ့မှာပဲလို့စိတ်ထဲမှာထင်လိုက်တာနဲ့လှည့်ကြည့်လိုက်တယ်။လာလာ အဲလီဟာကျွန်တော်နဲ့ဂိုက်150ကောက်ကွင်းခြံစည်းရိုးအပြင်ဘက်ကနေပြီးသူ့ဘိုင်စကယ်ပေါ်မှာထိုင်ရင်းလှမ်းကြည့်နေတာကိုတွေ့ရတယ်။ကောက်ကွင်းစည်းရိုးတွေကဆင်းနေတုတ်ထားတယ်မဟုတ်လား။သူ့စပင်းဒီပုံကကောက်ကွင်းစည်းရိုးကအနီရောက်နေနည်းနည်းလေးမှခွဲမရဘူး။အဲ့ဒါလောက်နေတာ။ဒါပေမဲ့စပင်းသားနေတယ်။စိတ်ရင်းတကယ်ကောင်းတယ်။သူသဘောကျတယ်ဆိုရင်ထမင်းဆိုင်ကကလေထိုင်ပေါ်ကလိတ်ကြအောင်ခွတ်ထိုးခွတ်လန်ရေတက်တဲ့ကောင်မျိုး ကျွန်တော်73နှစ်လောက်ရောက်တော့ကျွန်တော်ကိုစိတ်ကုစီဟံဝစီခေါ်ပြကြတယ်လေကျွန်တော်ကကားယုံပြတွင်ပေါက်တွေကို အကုန်လက်သီးနဲ့ထိုးပြီးရိုက်ခွဲပြစ်တာကိုကျွန်တော်သူတို့ကိုအပြစ်မတင်ပါဘူးတကယ်ပါအဲလီဆုံးတဲ့ညကကျွန်တော်အိမ်ပေါ်မှာမအိပ်ဘူးကားယုံနဲ့ဆင်းအိပ်ပြီးမှန်ပြတွင်ပေါက်ကိုလက်သီးနဲ့ထိုးပြီးရိုက်ခွဲပြစ်တယ်ဒီလောက်သဘောကောင်းတဲ့ညီလေးတေးရမလားဆိုပြီးစိတ်ထိခိုက်ပြီးလှုပ်တာလေကားယုံပြတွင်ပေါက်တွေတွင်ဘဲကမလဲ အဲ့ဒီနှစ်ကမှဝယ်ထားတဲ့ကျွန်တော်တို့ station wagon ကားမှန်ကိုလည်းရိုက်ခွဲမလို့လုပ်သေးတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာကျွန်တော်လက်တစ်ခုလုံးကွဲရှာပြီးတွေးချင်းချင်းနေနေပြီးမထိုးနိုင်တော့ဘူး။အမှန်ကမိုင်မဲတာတက်တက်ဆိုတော့ကျွန်တော်ဝန်ခံပါတယ်။ဒါပေမဲ့မတက်နိုင်ဘူး။လုံမိတာပဲ။ခင်ဗျားတို့ကအဲ့ဒီအကြောင်းသိမှမသိကြပဲကို။ခုတော့မိုးအင်းရင်ကျွန်တော်လက်တွေကတစစ်စစ်ကိုက်နေတော့မယ်။မပြောက်သေးဘူး။ လက်သီးကိုကောင်းကောင်းမစုပ်နိုင်သေးဘူးလက်သီးမစုပ်နိုင်တာတခုပါပဲမစုပ်နိုင်တော့ကဘာဖြစ်တလဲမစုပ်ဘဲနေလိုက်အောင်ပေါ့အေးမကြည့်ပါဘူးအလွန်ဆုံးလက်ကြံရကြောက်ခွဲစိတ်စရာကိုမဖြစ်ရုံပေါ့တယောစရာကောင်းတရားမဖြစ်ရုံပေါ့မဖြစ်တော့လဲအေးမကြည့်ပါဘူးစရာကောင်းမဖြစ်တော့ဘာဖြစ်လဲအေးမကြည့်ပါဘူးအေးကျွန်တော်ကိုဆက်ထွက်လေတာကအေးခိုင်းတဲ့စာရေးစာကုန်းထဲမှာ ကျွန်တော်ကအယ်လီရဲ့ဘေးဘောလက်အိတ်ကလေးနဲ့တကွအဲ့ဒီအကြောင်းတွေကိုချက်ရေးလိုက်တယ်အဲ့ဒီလက်အိတ်ကလေးကကျွန်တော်တက်တာထဲမှာ ရှိနေတာနဲ့လက်အိတ်လေးကို ထုတ်ပြီးလက်အိတ်မှာရေးထားတဲ့ကြပြကလေးကိုတော့ကုထည့်ပေးလိုက်သေးတယ်စာစီစာကုန်းထဲမှာအယ်လီရဲ့နာမည်ကိုမထည့်ပဲတခြားနာမည်တစ်ခုကိုထည့်လိုက်တယ်ရုတ်တရက်ကြည့်ရင်ဆက်ထရယ်လီတာရဲ့ညီလေးတယောက်အကြောင်းလို့လို့ပါတယ်လို့ပေါ့ရေးလို့ကောင်းလိုက်တဲ့စာစီစာကုန်းအရန်ရေးလို့ကောင်းတာပဲ ကျွန်တော်ကလည်းဒါမျိုးကိုရေးချင်နေတာနဲ့အတော်ပဲ။ဒါပေမဲ့ရေးတာတနားရီလောက်ကြာတယ်။ဆက်ထရယ်လီတာရဲ့လက်နှိပ်ဆက်နဲ့ရေးရတာအားမရတော့ဘူး။သူ့ဆက်ကလေးတည်းနဲ့ကျွန်တော်လက်နှိပ်ဆက်ကတော့အောက်ထပ်ကတငယ်ချင်းတယောက်ငှားသွားလို့ဆယ်နာရီခွဲလောက်ကြာတော့စာရေးစာကုန်းရွှဲလို့ပြီးသွားတယ်။ပြင်မနေလို့မထင်ရဘူး။ဒါနဲ့ကျွန်တော်လည်းပြင်းပောက်ဖွင့်ပြီးအပြင်ကိုငေးကြည့်နေတယ်။နှင်းပွင့်တွေကတိတ်မကြတော့ပါဘူး။ ဒါပေမဲ့အေးလုံးလုံးမော်တော်ကားတွေဆက်နှုတ်မရပဲဖုတ်ချက်ဖုတ်ချက်ဖြစ်နေတဲ့အတန်တွေမကြမကြာကြားနေရတယ်။တဖက်ခန်းကရောဘတ်ရဲ့ဟောက်တန်ကိုလည်းကြားရတယ်။ဒီကောင်ကထိတ်ခတ်နာရှိတော့ပူရင်အိပ်ပျော်ရင်အသက်ကောင်းရှူလို့မရအောင်။ဒီကောင်ထိတ်ခတ်နာတယ်မဟုတ်ဘူး။စုံနေတာပဲ။ထိတ်ခတ်နာလည်းရှိတယ်။ဝတ်ချံလည်းရှိတယ်။တချေးထူတယ်။အဝုစုံနန်းတယ်။လက်သေးတွေပဲ့တယ်။တနာစရာတော့အကောင်းသား။ အခန်း6တချို့ကတော့ကျွန်တော်ကောင်းကောင်းမမှတ်မိတော့ဆက်ထွဲလေးတာဟာဂျိန်းနဲ့တွေ့ပြီးဘယ်ချိန်ပြန်လာတယ်လဲမဆိုနိုင်ဘူးကော်ရီတာကရှောက်လာတဲ့ဒီကောက်ခြေတံကိုကျွန်တော်ကြားတယ်အဲ့ဒီတုန်းကကျွန်တော်ဘာလုပ်နေမှမမှတ်မိတော့ပြရင်ပေါက်မှရက်ပြီးအပြင်ကိုငေးကြည့်နေသလားဘာလားပဲဘာပဲဖြစ်ဖြစ်သူပြန်လာတဲ့အချိန်မှာကျွန်တော်ဘာလုပ်နေတယ်လဲဆိုတာကိုတော့ကျွန်တော်အမှန်မမှတ်မိနိုင်တော့ဘူး အဲ့ဒီတော့ငါကျွန်တော်ဆင်းညစ်နေတယ်ကျွန်တော်ဆင်းညစ်ရင်ဘာကောမှကောင်းကောင်းမမှတ်မိကျွန်တော်ဂုံဂုံပြောလိုက်မယ်ဆင်းညစ်အိမ်သားတို့ဘာလို့ကိုတော့မသွားဖြစ်တော့စိတ်သိမ့်ညစ်နေတော့မသွားကျွန်တော်ပေါ့ဒီကောင်အကြောင်းကျွန်တော်သိတာပေါ့ဒီကောင်ဟာနင်းနေမှစီးဆောက်တတ်တဲ့ကောင်မဟုတ်ဘူးမင်းကလေးတွေ့တယ်ဆိုရင်ပယ်ချမ်းသာပေးလိမ့်မလဲကော်ရီတာမှာဖယောင်းပစိုးခင်းလာတဲ့အတွက် ခွေးမသားရဲ့ဖက်နှက်တံကိုကြားနေရတယ် သူရောက်လာတော့ကျွန်တော်ဘယ်နေရာမှာထိုင်နေတလဲဆိုတာတော့ကျွန်တော်မမှတ်မိတော့ဘူး။ပြရင်ပေါက်နားမှာပဲရက်နေမိသလား။သူ့ကလေးထိုင်ပေါ်မှာပဲထိုင်နေမိသလား။ဒါမှမဟုတ်ကျွန်တော်ကလေးထိုင်ပေါ်မှာပဲလားဆိုတာကျွန်တော်သတိမရတော့ဘူး။ဆက်ထရယ်လီဒါကအပြင်မှာတိတ်အေးတဲ့အကြောင်းပြောရင်းအခန်းထဲဝင်လာတယ်။ဟဲ့ကောင်လေးဘယ်သွားကုန်ညာတလဲကွ။တယောက်မှအတန်မကြားပါလား။တင်းငိုင်ကုန်ကြနေရပဲ။ကျွန်တော်ဒီကောင်ကိုအေးလောက်ပြီးဖြေမနေဘူး။ဒီနေ့စနေနေ့ညပဲ။ စနေနေ့ဆိုရင်အိမ်ပြန်တဲ့ကောင်ပြန်တယ်မပြန်တဲ့ကောင်ဒီချိန်ဆိုရင်အိပ်ပြီအပြင်ထွက်လေတဲ့ကောင်လဲတယ်ဒီလောက်မှ तू မသိဘူးလားအခန်းထဲရောက်လာတော့ဒီကောင်ကိုစားလဲနေတယ်ချိန်အကြောင်းကိုတလုံးမှမပြောဘူးကျွန်တော်ကလည်းမမေးဘူးအသာပဲကြည့်နေလိုက်တယ်သူကအိမ်ကြီးငှားတဲ့အတွက်ကျေးဇူးတင်ကြောင်းပြောပြီးကျွန်တော်ကိုအိမ်ကြီးကိုချိန်မှချိန်ပြီးအဝတ်ဗီဒီယိုတွေထည့်လိုက်တယ်လေစည်းဖြုတ်နေတုန်းမှာ သူအရေးခိုင်းခဲ့တဲ့စာရေးစာကုန်းပြီးပြီလားလို့မေးတယ်။သူ့အိမ်ရပေါ်မှာတင်ထားတယ်လို့ကျွန်တော်ကပြောလိုက်တယ်။ဒီကောင်ကအင်ကြီးကျဲတီးကိုဖြုတ်ရင်ကျွန်တော်ရေးပေးတဲ့စာရေးစာကုန်းကိုဖတ်နေတယ်။ပြီးတော့မတက်ရက်ပြီးဖတ်တယ်။လက်ကသူ့ရင်ဘက်ကိုပုတ်လိုက်၊ဘိုက်ကိုပုတ်လိုက်၊မျက်နှာကိုမယ်လိုက်လှုပ်နေတယ်။ဒီကောင်ကဒီလိုပဲသူ့ကိုသူလူကျော်လို့ထင်လေတော့သူ့ရင်ဘက်နဲ့ဘိုက်ကိုမကြမကြပုတ်တတ်တယ်။သူ့ကိုသူလူကျော်လို့ထင်တာကို ပြီးတော့မှအမလေးတေးလိုက်ပါတော့ကွာဘာတွေရေးထားတာလဲကွာပြပေါ်ရိုက်တဲ့လက်အိတ်အကြောင်းရေးထားတာပါလားအေးလေးအဲ့ဒါဘာဖြစ်တလဲဘာဖြစ်ရမှာလဲကွာအိမ်တလုံးအကြောင်းဖြစ်ဖြစ်အခန်းတစ်ခန်းအကြောင်းဖြစ်ဖြစ်ရေးပါလို့ငမှားခဲ့တာပဲမင်းပြောတော့အဖွဲအင်းတွေစာရေးစာကုန်းဆိုပြပေါ်ရိုက်တဲ့လက်အိတ်အကြောင်းရေးတော့ဘာဖြစ်တလဲကွာအဖွဲအင်းတွေပိုင်းပြရောပေါ့တေးလိုက်ပါတော့ကွာ ူကြည့်ရတာတော်တော်စိတ်ပြက်နေပုံရတယ်။စိတ်ဆိုးနေပုံလည်းရတယ်။ချီထဲမှာပဲမင်းလုံလိုက်ရင်စောက်တလွဲကြီးပဲ။မင်းလိုကောင်ဆောင်းပွက်ကြပြီးကြောက်ထုတ်ခံရတာနဲတော်နေသေးတယ်။ငါအရေးခိုင်းတာတလုံးဆိုတလုံးမှမပါဘူး။သိလိုက်ပါတော့ကွာ။ဟဲ့ကောင်စကားများမနေနဲ့မင်းမလိုချင်ငါပြန်ပေး။ကျွန်တော်ကသူ့စီရှောက်သွားပြီးသူ့လက်ထဲကစာရွက်ကိုစွဲယူပြီးဆုပ်ပြစ်လိုက်တယ်။ဟဲ့ကောင်ဘာလုပ်တာလဲကွာ။ ျွန်တော်ကသူ့အမေကိုမဖြေဘဲစာရွက်စုပ်တွေကိုအမှိုက်ချင်းနဲ့လွှင့်ပစ်လိုက်တယ်။ပြီးတော့အိယာပေါ်လှဲနေလိုက်တယ်။ကျွန်တော်တို့နှစ်ယောက်တော်တော်ကြာသည်အထိစကားမပြောကြအောင်။ဆက်ထွေလီတာကအဝတ်အစားတွေချွတ်ပြီးအောက်ခံပေါင်းမိကလေးပဲကြံတော့တယ်။ကျွန်တော်ကတော့အိယာပေါ်လှဲရင် secret တလေးဖွာနေတယ်။ကျောင်းဆောင်ထဲမှာစလေးတောက်ခွင့်မပေးဘူး။ဒါပေမဲ့တခြားကျောင်းသားတွေအပြင်ထွက်နေတော့အိတ်နေတော့ဆိုရင်ဒီလိုပဲခုတ်ခုတ်တောက်ကြတာပဲ။ အမှန်ကတော့ဒီကောင်ကိုချစ်ချင်းရှိလို့ကျွန်တော်စိတ်လေးတောက်တာဒီကောင်ကအဆောင်စည်းကမ်းတို့ဘာလို့ဆိုရင်တိတ်တိတ်ကြကြလိုက်နာတယ်စည်းကမ်းဖောက်ရင်မကြိုက်ဘူးဒါကြောင့်ဒီကောင်ကိုချင်းချင်းရှိတာနဲ့တမင်တောက်နေတာဒီကောင်ကဘယ်တော့မှအဆောင်ထဲမှာစိတ်လေးမတောက်ဘူးကျွန်တော်သာတောက်တာခုရေဒီဂျင်းအเจ้าကိုတလုံးမှမပြောသေးဘူးဒါနဲ့ကျွန်တော်မနေနိုင်တော့ဘူးကောင်မလေးက9နာရီခွဲပြန်မို့လက်မှတ်ထိုးထွက်လာတာမင်းပြန်လာကနောက်ကျလာကြည်လားကွာ ဒီလိုဆိုရင်လည်းကောင်မကလေးကိုနောက်ကျခိုင်းလက်မထိုးထွက်ခိုင်းတော့မဟုတ်ဘူးဆက်ထွယ်လေတာက သူ့ကတင်ဆောင်မှထိုင်ပြီးခြေသေးလှီးနေတယ်နည်းနည်းလေးနောက်ကျတာပါကွာစနေနေ့ညမှာဒီလောက်တော့နောက်ကျကြတာကြီးပဲကြည်စမ်းဒီကောင်တော်တော်ချင်းမှုကောင်းတဲ့ကောင်ညူးယောက်မြို့ထဲကို ရောက်သေးလားရှောင်းမလားကွာသူက9နာရီခွဲပြန်ဝင်မယ်လို့လက်မထိုးထွက်ခဲ့တာဘယ်နဲ့လို့သွားလို့ရမှာလဲတော်သေးရပေါ့ဆက်ထွယ်လေတာကမော့ကြည့်ပြီး ဟဲ့ကောင်စလေးတောက်ချင်အဆောင်ထဲမှာမတောက်နဲ့ကွာရေချိုးကန်းထဲမှာတွတ်တောက်ချင်မင်းကကိစ္စမရှိဘူးကြောက်ထုတ်ခံနိုင်ရတဲ့ကောင်ငါကဘွဲရတဲ့အထိဆက်နေအောင်မှာကျွန်တော်သူ့စကားကိုမကြားတဲ့အောင်လုပ်နေလိုက်တယ်စလေးကိုလည်းမိကိုတွေထောင်းထောင်းထအောင် အရွက်တိုက်ပြီးဖြွာနေတယ်ဒါတွေမကတည်ဘူးသူ့ဘက်ကိုလှဲ့ပြီးသူခြေသေးလှိတာကိုကြည့်နေလိုက်တယ်ဘလို့ကြောင်းလဲမသိဘူးကျောင်းမှာခြေသေးလှိတဲ့ကောင်နဲ့ဝက်ချံညစ်တဲ့ကောင်နဲ့ ငါကမေးလိုက်တယ်ဆိုတာကိုပြောသေးသလားပြောတယ်ခွေတာဟုတ်ချင်မှဟုတ်မှာဘာပြောလိုက်သေးသလဲသူ့ကင်းတွေကိုနောက်တက်မှထားတော့မဲ့လို့ကောမပြောဘူးလားဒါရီမမေးပါနဲ့ကွသူနဲ့တွားပြီးကြားကစားနေတာမှမဟုတ်ဘဲကျွန်တော်ဘာမှမပြောမိဘူးဒီကောင်ဟာတကယ်ချင်မှုကောင်းတယ်အတော်လေးကြာတော့မှညိုရမြို့တွေကိုမတွားရင်ကောင်မလေးနဲ့ပဲတွားနေတယ် ကျွန်တော်အတန်ကနည်းနည်းလေးကျေသွားတယ်။ကျွန်တော်စိတ်ထဲမှာတမျိုးဖြစ်နေတယ်။ဒီကောင်အကြောင်းကို ကျွန်တော်သိရမဟုတ်လား။ဆက်ထရယ်လီတာကခြေသေးလှီလို့ပြီးသွားပြီ။ဘောင်းမီတိုလေးနဲ့ထလာတယ်။ကျွန်တော်အိယာနာရောက်လာပြီ။ကျွန်တော်ပခုံးကိုအတန်လက်သီးနဲ့ထိုးနေတယ်။ဟဲ့ကောင်တော်စံကွာဟာလုံမနေစမ်းနဲ့။မင်းတို့နှစ်ယောက်နယူးယောက်ကိုမသွားရင်ဘယ်ကိုသွားနေကြတယ်လို့မေးနေတယ်။ဘယ်ကိုမှမသွားဘူး။ကားပေါ်မှာနေထိုင်နေကြတာ။ဆက်ထရယ်လီတာဟာ ကျွန်တော်ပခုံးကိုမနာမကျင်လက်သီးနဲ့ထိုးနေတယ်။ဒီကောင်ကဒီလိုပဲစတတ်တယ်လေ။ဟဲ့ကောင်မလုံနဲ့လို့ပြောနေ။နေစမ်းမအောင်။ဘသူကားနဲ့လဲ။ဘန်ကီးရဲ့ကား။ဘန်ကီးဆိုတာကျွန်တော်တို့ကြောင်ကပစ်ပေါ်နီးပြဆရာ။ဆက်ထွက်လေတာကပစ်ပေါ်အတင်းမှာအလဲလူအဖြစ်ကစားတော့ဆရာဘန်ကီးကဒီကောင်ကိုအလိုလိုက်တယ်။ကားတို့ဘာလို့လိုရင်အလွယ်တကူငှားလေးရှိတယ်။အမှန်ကတော့ចောင်းသားတွေကိုဆရာတွေကကားငှားခွင့်မရှိဘူး။ ဒါပေမဲ့အာကစားသမားဆိုတဲ့ကောင်တွေကြတော့ဒီလိုပဲငှားစိနေကြတာပါပဲကျွန်တော်နေဘူးတဲ့ကြောင်းတိုင်းမှာလို့လို့ဒီလိုကြည့်ပဲဆက်ထွဲလိုက်တာဟာလက်ဝဲထိုးတယ်လို့ကျွန်တော်ပခုံးကိုလက်သီးနဲ့ထိုးနေတယ်လက်ထဲမှာကင်နှားတဲ့တပုတ်တံကိုပစက်ထဲထည့်ထားလိုက်တယ်မင်းကောင်မကလေးကိုရည်တရတာလောက်တယ်ဗောဆရာပန်ကြီးရဲ့ကောင်နေဗောဟုတ်လားဟဲ့ကောင်မင်းပစက်ပုတ်ကြီးနဲ့ဘာရီလျှောက်ပြောနေရလဲမင်းပစက်ကိုဆက်ပြန်နဲ့တွတ်စိတ်ပြစ်လိုက်စမ်းပြောလေကွာ ဟဲ့ကောင်ဒါကလှုပ်ဝက်ချက်ကွာဒီနောက်တော့ကျွန်တော်ဘာတွေပြောရဲဆိုတာကိုမမှတ်မိတော့ဘူးဂရင်ပေါ်ကခုံထပြီးဒီကောင်ကိုလက်သေးနဲ့ပြင်းပြင်းလေးထိုးချလိုက်တာကိုပဲမှတ်မိတော့တယ်ပါးကိုထိုးချလိုက်တယ်ဒါပေမဲ့မထိုးလိုက်မိဘူးလွဲသွားတယ်ခေါင်းလားနှထင်လားမသိဘူးထိသွားတယ်ဒီကောင်လေးတော်တော်လေးတော့နာသွားတယ်ဒါပေမဲ့ကျွန်တော်ထင်တယ်လို့မနာဘူးကျွန်တော်ကညာလက်နဲ့ထိုးချလိုက်တာကိုလက်သေးထိုးရင်ကျွန်တော်ကညာလက်ကကောင်းကောင်းမတန်ဘူး စောစောကကျွန်တော်ပြောခဲ့တယ်မဟုတ်လားကျွန်တော်ညီလေးဆုံးလုံးကပြရင်ပေါက်မှန်တွေကိုလက်သေးနဲ့ထိုးခဲ့လို့တန်းဖြစ်ထားတော့ညာဘက်လက်ကကောင်းကောင်းမတန်တော့ဘူးဒီနောက်ကျွန်တော်မှတ်မိတာကတော့ကျွန်တော်ကကျန်းပြင်ပေါ်မှာပက်လက်ကြီးဖြစ်နေပြီဆက်ထွက်လေတာကကျွန်တော်ရင်ဘက်ကိုခွာစီထားတာကိုပဲမှတ်မိတော့တယ်သူ့မျက်နှာကြီးကလည်းရှဲလို့ကျွန်တော်ရင်ဘက်ကိုဒူးနေဖိထားပြီကျွန်တော်လက်ကိုချုပ်ထားတယ်ဒီကောက်ကိုကြီးကလည်းလေးလိုက်တာဗျာတဒံလောက်များရှိမလားမသိဘူး ကျွန်တော်ယုံပင်မမရဘူးယုံလို့လွတ်သွားရင်လေဒီကောင်မတက်တော့ဒီကောင်ဘာတာယူထတာလဲကွာလို့မင်းဒီကောင်မျက်နာဟာဤတစ်ထက်ညီလာတယ်ဟဲ့ကောင်ငါ့ကိုခွာစင်းမထားနဲ့ကွာလို့ကျွန်တော်ကအော်ရင်ဒီကောင်ကလည်းမလှုပ်ဘူးကျွန်တော်လက်ကိုဖမ်းချုပ်ထားတယ်ကျွန်တော်ကလည်းဆဲလိုက်ဆိုလိုက်တာမုံမုံနေရပဲဘယ်လိုဆဲမိမှန်းတော့မမှတ်မိတော့စုံလို့ပဲမအေရောနှမရောဘာမှမကြံတော့တောက်ယူလို့လည်းခေါ်တယ် အယူမြာသူတို့ကိုတောက်ယူခေါ်ရင်တိတ်ခံပြင်းနေမဟုတ်လားဟဲ့ကောင်တော်ကွာတော်ဆိုတော်စက်ထရလီတာရဲ့မျက်နှာကြီးဟာညည်းရဲတထက်နေလာတယ်စောက်ယူကောင်မကလေးနမည်ဂျင်းမန်ဂျင်းမန်တော့မသိတဲ့ကောင်ဟဲ့ကောင်တိတ်ဆိုမတိတ်သေးဘူးလားမတိတ်ရင်ငါမင်းပစက်ကြီးကိုပိတ်ထုတ်လိုက်မယ်နော်မင်းတို့ကြီးဖယ်ဖို့ကွာငါဖယ်ပေးရင်မင်းအော်အော်ရမှာလားကျွန်တော်ကမဖြေဘူးသူကလည်းစွန့်မင်းနေတယ် ဟဲ့ကောင်ငါဖယ်ပေးရင်អော်អ៊ុំមកလားပြောမအော်တော့ဘူးကွာသူကဖယ်ပေးတာ ਨੇ ကျွန်တော်ထားလိုက်တယ်ကျွန်တော်ရင်ဘတ်ဟာဒီကောက်ဒူးကြီးနဲ့ဖိထားလို့အောက်တောက်တောင်ဖြစ်နေတယ်ခွေးသားဆောက်ယူဆက်ထွဲလေးတာဟာတော်တော်ဒေါသထွက်နေပုံရတယ်ကျွန်တော်ကဆဲတော့သူ့လက်ညှိုးကြီးကို ကျွန်တော်မျက်နှာရှိမှထိုးပြီးဟဲ့ကောင်မင်းကငါနောက်ဆုံးတတိပေးနေတာနော်နောက်တစ်ခါငါ့ကိုဆဲရင်ဆဲကြည့်စမ်းငါမင်းကိုကျွန်တော်ကလည်းပြန်អော်တယ် ။ဘာဖြစ်လို့ရဲရမှာလဲကွ။မင်းတို့စောက်ယူတွေပြောတိုင်းကနားထောင်ရမှာလား။စောက်ယူကောင်းကောင်းမွန်မွန်စကားပြောလို့ရတဲ့ကောင်မျိုးမဟုတ်ဘူး။ဒီတင်ဒီကောင်ကျွန်တော်ကိုခုံအုပ်လိုက်တယ်။ကျွန်တော်လည်းကျမ်းပေါ်ပလက်လန်လဲချသွားတာကိုပဲတတိယလိုက်တော့တယ်။ကျွန်တော်ကို ထိုးလိုက်သလားမထိုးလိုက်ဘူးလားဆိုတော့ကိုကျွန်တော်ကောင်းကောင်းမမှတ်မိတော့ဘူး။ထိုးတော့မထိုးဘူးထင်တာပဲ။လူတယောက်ကိုလဲသွားအောင်ထိုးဖို့ဆိုတာတိတ်တော်လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ရုပ်ရှင်တွေထဲမှာသာဖြစ်တာပါ။ ျွန်တော်နှာခေါင်းထဲကလည်းတွေးရတော့ထွက်နေတယ်။ကြီးလိုက်တော့ဆက်ထွက်လေးတားဆိုတဲ့ကောင်ကကျွန်တော်ကိုရက်ပြီးငုတ်ကြည့်နေတယ်။သူ့ကြမ်းကြားထဲမှာလည်းမုတ်ဆက်ရိုက်တဲ့ကိရိယာတွေညှက်ထားတယ်။ရက်ပါဆိုမှရက်မှမရက်ပဲခုတော့မှတ်ကြရောပေါ့။ပြောလို့သာပြောရတယ်။ဒီကောင်ကြည့်ရတာတော်တော်လန့်နေပုံပဲရတယ်။ကျမ်းပေါ်ကိုကျွန်တော်လဲကြသွားလို့ကောင်းကွန်များကွဲသွားလိမ့်တလားပါလားစိုးရိမ်နေပုံပဲ။ကျွန်တော်ကလည်းမထောက်ကျမ်းပေါ်မှာလဲနေရင် ခွေတာဆောက်ယူစသဖြင့်သူ့ကိုပစရဲတွေ့ရနာမည်တွေရှောက်ခေါ်နေဟဲ့ကောင်တွားကွာမျက်နှာတက်တက်ကြည့်စမ်းကျွန်တော်ကလည်းသူ့ဆောက်ယူမျက်နှာကြီးကိုတက်တက်ဖို့ပြောတယ်တော်တော်တော့ခလေးစက်နေသူကဘာမှဖြစ်တာမဟုတ်ဘူးဖြစ်တဲ့လူကကျွန်တော် ကျွန်တော်ကသူ့ကိုရေချိုးခန်းတွားပြီးမျက်နှာတက်ဖို့ပြောနေတယ်မစ္စစ်ရှမစ်ကိုသွေးရည်မနေ့ကမှအစေခိုင်းမှုပြောနေတယ်မစ္စစ်ရှမစ်ဆိုတာကကျွန်တော်တို့အဆောင်တစ်မျက်စိလှဲတဲ့မိန်းမပါအသက်က65နှစ်လောက်ရှိပါပြီ ျွန်တော်ကကျမ်းမြေပေါ်မှာထိုင်နေတယ်။ဆက်ထရီလေတာဟာအခန်းတကားကိုဂျင်းကနေနေအောင်ပိတ်ပြီးရေချိုးခန်းဘက်စီကိုထွက်သွားလေရဲ့။ကျွန်တော်ထရရလိုက်တယ်။ကျွန်တော်စောင်းထားတဲ့တောလိုက်အုတ်ထုပ်ကလေးတောင်ပဲရောက်သွားမှမသိဘူး။နောက်ဆုံးကြမှာကရင်အောက်ကတက်တွေ့ရတယ်။အုတ်ထုပ်ကောက်ပြီးကျွန်တော်စောင်းနေကြပုံစံအတိုင်းတက်ရှာဆုံးကလေးကိုခေါင်းနောက်ရောက်အောင်လှည့်ဆောင်ပြီးမှန်ရှိမှကျွန်တော်မျက်နှာကိုကျွန်တော်ပြန်ကြည့်နေလိုက်တယ်။ကျွန်တော်တသက်မှာဒီလောက်သွေးတွေထွက်နေတာကိုတခါမှမမြင်ဘူးသေးဘူး ညနာတစ်ခုလုံးသွေးတွေကိုချင်းချင်းနီနေတာပဲမေးစီမာရောပါမာရောအင်ချီမာရောသွေးတွေရဲလို့သွေးတွေကိုကြည်ပြီးနည်းနည်းလက်မိသွားတယ်နည်းနည်းလေးတတိကောင်းလာတယ်ကျွန်တော်ကဘယ်လိုမှမသိဘူးသွေးကိုမြင်ရင်နည်းနည်းကြမ်းကျင်တယ်ကျွန်တော်တသက်မှာနှစ်ခါပဲရင်ဖြစ်ဖူးတယ်နှစ်ခါလောက်ခံရတာကြီးပဲအမှန်ကကျွန်တော်စိတ်ရင်းကရန်တို့ဘာလို့ဖြစ်ချင်တဲ့ကောင်မဟုတ်ဘူးအေးအေးဆွေးဆွေးနေချင်တဲ့ကောင်ကျွန်တော်အခမ်းနာက ရောဘတ်ကတော့ ကျွန်တော်တို့နှစ်ယောက်ဖိုက်ကြတာကိုကြာပြီးနိုးနေလောက်ပြီးထင်းနေဒါနဲ့ तू နိုးသလားမနိုးသလားသိရအောင်ကျွန်တော်တို့အခန်းနှခန်းကိုခြားထားတဲ့ရေချိုခန်းနာတွားပြီးတက်လန့်ကကြားတဲ့ကချောင်းကြည့်လိုက်တယ်အမှန်ကတော့ကျွန်တော်သူ့အခန်းကိုတွားလေတွားထားမရှိဘူးဒီကောင်ကညင်ညက်ပပနေတဲ့တော့ယူနာနဲ့မတွားတာ ယနေ့အတွက်ဘိုင်းငါကတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်။နောက်ဆက်ပြီးခဲ့တော့တော်လန်ကလစ်ကတူတူယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။တော်လန်ကလစ်ကအပေါင်းဘေးကင်းကြပါစေရှင်။